မင်္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ21ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမကတော့အင်ချူမွေပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ငဇုံမြို့နယ်မြို့သားရဲစခန်းမှာအင်အား30ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့သတင်း။ဖားကံမှာလက်နက်ကြီးနဲ့ပစ်ကတ်လို့အသက်2နှစ်အရွယ်ကလေးငယ်တအူးသေဆုံးတဲ့သတင်း။ ရွှေကုတ်ကိုနယ်မြေအတွင်းစစ်ကောင်မရှင်ကဖမ်းမိတဲ့နိုင်ငံသား1016ဦးကိုရွှေကုတ်ကိုမြိုင်ကျေးရွာအတွင်းထိန်းသိမ်းထားကြောင်းထုတ်ပြန်တဲ့သတင်းမကွေးအချင်းတောင်ကိုပို့ဆောင်မဲ့နိုင်ကျင်းတွေတင်ဆောင်လာတဲ့ကားတိုက်ခိုက်ခံရပြီးထောင်နန်း223နှစ်ချမှတ်ခံထားရတဲ့ PDF ရဲဘော်တအူးကိုကယ်တင်နိုင်ခဲ့တဲ့သတင်းတက္ကသိုလ်တက်ရောက်မဲ့အကြောင်းသားအကြောင်းသူတွေကြိုတင်မဲ့ချက်နေရပြီး မဲယုံဆောင်တွေကိုတလ3သိန်းနဲ့3လကျော်လစာပေးမယ်လို့ဆိုတဲ့သတင်းရွှေဘိုမြို့မှာတန့်ခိုင်ရေးပါတီကတိုင်းနေတာကြီးလွတ်တော်ကိုယ်စားလှယ်လောင်းရောက်ရှိနေပြီးစစ်တပ်ကလုံခြုံရေးတင်းချက်ခါဖမ်းဆီးစစ်ဆေးငွေညစ်တာတွေပုံမလုံးဆောင်နေတဲ့သတင်းပရောင်းမြို့နယ်ကိုင်းကြီးရွာမှာမီးသွေးဖို့ပေါက်လို့အမျိုးသားတအူသေးဆုံးတဲ့သတင်းလာမယ့်တောက်ကြနေ့မှာနယူးယောက် မြို့တော်ဝင်မန်တာနီနဲ့ထရန့်တွေ့ဆုံမဲ့တဲ့တွင် အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ငဇုံမြို့နယ်မြို့သားရဲစခန်းမှာအင်အား30ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းငဇုံမြို့နယ်ကိုအင်အား30ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်ဘက်မှအများပြားတေဆုံးက တော်လိုင်းရေးတပ်ဖွဲ့ဘက်က9ဦးသေဆုံးခဲ့တယ်လို့နဂန်ဒီပြောက်ကြားတပ်ဖွဲ့မြင်းချံကသတင်းထုတ်ပြန်ထားပါတယ်။နွေမာလာ18ရက်မနက်ပိုင်းအချိန်ကငဇုံမျိုးနဲ့မြို့သားရဲစခန်းမှာထနောင်းမင်ကြေးရွာကိုအင်အား30ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တော်လိုင်းရေးတပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။စစ်သားရောပြူစောထီရောဆိုအင်အား30ခန်းလောက်ရှိတယ်။ထနောင်းမင်ရွာဘက်ကိုစစ်ကြောင်းထိုးချိန်တော်လိုင်းရေးတပ်ဖွဲ့တွေကတိုက်ခိုက်တာအပြန်အလှန်ပစ်ခတ်မှုတော့အနည်းငယ်ကြားတယ်။ စစ်တပ်ဘက်ကတော့အထိကိအကြဆုံးများတယ်။တော်လိုင်းရေးတပ်ဖွဲ့ကလည်း၅ဦးသေဆုံးတယ်လို့တော်လိုင်းရေးနဲ့နှိစက်သူတဦးကပြောပါရယ်။ဒါအပြင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဘက်ကသေဆုံးသူတွေနဲ့ဒဏ်ရာရသူတွေကိုမြို့သားရဲစခန်းဘက်ကိုကားနဲ့တဲဆောင်သွားတယ်လို့လည်းသိရပါရယ်။အဆိုပါတိုက်ခိုက်မှုကိုငင်းချန်တိုက်နယ်သုံးငကဏီပြောက်ကြားပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူနယ်မြေကန်မဟာမိတ်အဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်နေတာဖြစ်ပြီးလက်ရှိအနေအထားအရတော့မြို့သားရဲစခန်းကိုလုံခြုံရေးတွေတိုးမြှင့်ထားပြီး အင်အားတွေလည်းထပ်မံဖြည့်တင်းထားတယ်လို့သိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဖားကံမှာလက်နက်ကြီးနဲ့ပြစ်ခတ်လို့အသက်နှစ်နှစ်အရွယ်ကလေးငယ်တဦးသေးဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်ပြည်နယ်ဖားကံမြို့နယ်စိုင်းတောင်ကျေးရွာအုပ်စုကရက်ကွက်တင်းနဲ့ရက်ကွက်သုံးကိုစစ်ကောင်မရှင်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်တဦးသေးဆုံးကဒေသခံလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ20ရက်မနေ့ကည7:00နာရီကကား ဖားကံမျိုးစိုင်းတောင်ကြီးပါရက်ွက်တင်းစွမ်းဘရားကုန်းကိုစစ်ကောမရှင်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့သိရပြီးခလေးငယ်တအူသေးဆုံးသွားတယ်လို့သိရပါတယ်လက်နက်ကြီးနဲ့ပြစ်တာထိတာအသက်နှစ်နှစ်အရွယ်ကလေးမလေးတေသွားတယ်အိမ်တွေပြက်စီးကုန်တာလေးယောက်တန်ရာပြင်းထန်ရသွားတယ်တတိလက်တဲ့သူတွေလည်းရှိတယ်လို့ဒေသခံတအူကပြောပါတယ်ဒါအပြင်စစ်ကောမရှင်တပ်ကရက်ွက်သုံးကိုပါလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တာကြောင့်လမ်းသွားနေသူတအူ6000နှစ်ဖက်ပြတ်သွားတယ်လို့သိရပါတယ် ဂူရထဲလေချောင်းကနေလဲဘုံကျဲနေတယ်။လက်နက်ကြီးနဲ့လဲပစ်နေတယ်။သူတို့ရွေးကောက်ပွဲလုံးမဲ့ဆင်းရင်နဲ့ဖားကတ်မှာပါနေလို့သူတို့မရရအောင်ယူမဲ့ပုံပဲ။ဘသူ့ကိုထိထိပစ်ချင်တယ်လို့ပစ်နေတာလို့ဒေသခံတဦးကပြောပါရယ်။ဖားကတ်မြို့နယ်ဟာစစ်ကောင်မရှင်ရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်ဆင်းတွေထဲပါဝင်နေတာကြောင့်ဒီဇင်ဘာလ28ရက်မတိုင်မီစစ်ကောင်မရှင်တပ်ကထိုးစစ်ဆင်ပြန်သိမ်းပိုက်ဖို့ပြင်နေတယ်လို့သိရပါရယ်ရှင်။တတိယသတင်းတပုတ်အနေနဲ့ ရွှေကောက်ကိုနယ်မြေအတွင်းစစ်ကောင်မရှင်ကဖမ်းဆီးထားတဲ့နိုင်ငံသားသား1016ဦးကိုရွှေကောက်ကိုမြိုင်ကျေးရအတွင်းထိန်းသိမ်းထားကြောင်းထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရွှေကောက်ကိုနယ်မြေအတွင်းစစ်ကောင်မရှင်ဘက်ကတတိယနေ့အဖြစ်မနေ့ကနိုဝင်ဘာလ20ရက်မှာဖော်ထုတ်ရှင်းလင်းပြသနေတဲ့အခြေအနေအရနိုင်ငံသားသား405ဦးကိုထပ်မံဖမ်းမိခဲ့ပြီးစုစုပေါင်းဖမ်းမိထားတဲ့နိုင်ငံသား1016ဦးကိုရွှေကောက်ကိုမြိုင်ကျေးရအတွင်းထိန်းသိမ်းထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်မရှင်ဘက်က ရွှေကောက်ကိုနေမြေအတွင် ရှင်းလင်းဖော်ထုတ်မှုတွေကိုနိုဝင်ဘာလ18ရက်ကစတင်ဆောင်ရွက်ခဲ့ကြောင်းမနေ့ကနိုဝင်ဘာလ20ရက်မှာတတိယနေ့အဖြစ်ရှင်းလင်းမှုတွေဆက်လက်ဆောင်ရွက်ခဲ့ရာခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားတဲ့အစအဦး6လုံးအတွင်မှာအွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကျူးလွန်ရမှာအသုံးပြုတဲ့လုပ်ငန်းသုံးပစ္စည်းတွေကိုစစ်စစ်တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။အွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ Scan Center Strike Force ကိုအမေရိကန်ကဖွဲ့စည်းလိုက်ပြီးနောက်ပိုင်း စစ်ကောင်မရှင်ဘက်ကရုပ်ရှင်ရိုက်တယ်လို့ကြားဖြန့်ကိုနှိမ်နင်းပြနေတာကိုတွေ့ရပါတယ်။အရင်ကတော့ကေကေပလောက်ပဲအလုပ်ပြနေတာပေါ့လို့စီဒီယံဘုံမှုဆွဲတော်ကမြို့တော်ကိုပြောပါတယ်။စစ်ကောင်မရှင်ဟာရွှေကုတ်ကိုနယ်မြေအတွင်းတရားမဝင်ဝင်ရောက်နေထိုင်သူတွေကိုပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းတွေဆောင်ရွက်ခဲ့ရာထွက်ပြေးတိမ်းရှောင်ရန်စူးစမ်းနေတယ်။ BNN နိုင်ငံသား3ဦး၊ကင်ညာနိုင်ငံသား23ဦး၊အီသီယိုးပီးယားနိုင်ငံသား85ဦး၊နမီးဘီးယားနိုင်ငံသား2ဦး အင်ဒိုနီးရှားနိုင်ငံသား168ဦး၊ယူဂန်ဒါနိုင်ငံသား15ဦး၊နီပေါနိုင်ငံသား10ဦး၊အိန္ဒိယနိုင်ငံသား43ဦး၊ဇင်ဘာဘွေနိုင်ငံသား1ဦး၊ဖိလစ်ပိုင်နိုင်ငံသား73ဦး၊ပါကစ္စတန်နိုင်ငံသား21ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား4ဦး၊ဆီးရီးယားလီယွန်နိုင်ငံသား3ဦး၊လိုင်ဘေးရီးယားနိုင်ငံသား1ဦး၊နိုင်ဂျီးရီးယားနိုင်ငံသား9ဦး၊အီဂျစ်နိုင်ငံသား1ဦး၊တီရီလင်ဂါနိုင်ငံသား1ဦး၊ကာဇက်စတန်နိုင်ငံသား2ဦး ဥစ်ဘက်ကစ္စတန်နိုင်ငံသား၃ဦးစုစုပေါင်း405ဦးတို့ကိုလမ်းဆောင်လမ်းကွာနေရာတွေမှာစစ်ဆေးဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်းလည်းဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ဒါ့အပြင်ရွှေကုတ်ကိုနယ်မြေအတွင်းစုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုများအရာမြန်မာနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်နေထိုင်တဲ့နိုင်ငံသားသား1016ဦးနဲ့အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကျူးလွန်ရမှာအသုံးပြုတဲ့ကွန်ပျူတာ2653လုံး၊မိုဘိုင်းဖုန်း2150လုံးနဲ့ လုပ်ငန်းသုံးပစ္စည်းအများအပြားကိုစီစစ်တွေ့ရှိဖမ်းဆီးရရှိခဲ့ပြီးဖော်ထုတ်ရှင်းလင်းခြင်းတွေကိုဆက်လက်ဆောင်ရွက်နေကြောင်းလဲစစ်ကောင်မရှင်ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြနေကြပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးအချင်းထောင်ကိုပို့ဆောင်မဲ့နိုင်ချင်းတွေတင်ဆောင်လာတဲ့ကားတိုက်ခိုက်ခံရပြီးထောင်နဲ့223နှစ်ချမှတ်ခံထားရတဲ့တော်လန်ရဲဘော်တအူးကိုကယ်ဆယ်နိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ချောင်းမြို့ရဲစခန်းကနေမကွေးမြို့အကျဉ်းထောင်ကိုပို့ဆောင်မဲ့နိုင်ငံရေးအကျဉ်းသားများကိုတယ်ဆောင်လာတဲ့ကားဂျားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီးနိုင်ငံရေးအကျဉ်းကြနေတဲ့ PDF ရဲဘော်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ဒေတာရီသတင်းမြစ်တွေအရသိရပါတယ်။နိုဝင်ဘာလ16ရက်မနက်9:00နာရီဝန်းကျင်ကမကွေးရေနံကျောင်း6လမ်းမိုင်းမှာ PDF တပ်ဖွဲ့ဝင်တအူးအပါအဝင်နိုင်ငံရေးအကျဉ်းသား9ဦးကိုတယ်ဆောင်လာတဲ့အန်စာတုံးကားဒစီနဲ့အင်စီကားဒစီကို တော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အင်စည်းကားနဲ့ဒီတိုင်းသွားတာမျိုးတွေတာအရှိအအားတုံးကားမှာနိုင်ငံရေးအကျဉ်းသား၅ဦးပါတယ်။တဦးက PDF တပ်ဖွဲ့ဝင်ပါ။နောက်အင်စည်းကားမှာကရဲလေးဦးလောက်ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကတည်င်းရပြီးရဲလေးဦးပါတဲ့အင်စည်းကားကိုမိုင်းဆွဲတာအဲ့ဒီမှာအန်စာတုံးကားဘော်က PDF ရဲဘော်ကခုံချတာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးရဲနှစ်ဦးသေတယ်အလောင်းနောင်ပြန်မကောက်နိုင်ပဲ မကွေးဘက်မောင်းသွားတယ်လို့တော်လန်ရေးနဲ့နှိစက်သူတဦးကပြောပါရယ်အဆိုပါကဲထုတ်နိုင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်ရဲဘော်ဟာ2022ခုနှစ်က6မျိုးပေါ်စစ်စင်ရေးတွေမှာဥဆောင်ခဲ့သူဖြစ်ပြီး2023နှစ်ကုန်ပိုင်းမှာစစ်ကော်မရှင်ရဲ့ဖမ်းဆီးမှုကိုခံရကအမှု15မှုထပ်မနေဆွဆွဲချက်တွေနဲ့ထောင်နဲ223နှစ်ချမှတ်ခံထားရတယ်လို့လည်းသိရပါဗျ။အပြန်အလှန်ပြစ်ခတ်မှုတွေလည်းရှိတော့ကားပေါ်ကကြံတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုတော့မကယ်ထုတ်နိုင်ခဲ့ဘူး။ လွတ်မြောက်လာတဲ့ PDF ရဲဘော်ကလည်းဒဏ်ရာရရှိခဲ့တယ်လို့အဆိုပါတော်လိုင်းနဲ့နှိစက်သူကဆက်လက်ပြောဆိုထားပါတယ်။ယခုလက်ရှိအနေအထားအရတော့လွတ်မြောက်လာတဲ့6 Gorilla Force PDF ရဲဘော် National Call မွန်ညူဟာဥကောင်းနဲ့ခြေချင်းဝတ်တွေမှာဒဏ်ရာရရှိခဲ့တာကြောင့်စေကူတမှုခံယူနေရပြီးပြန်လည်တက်တာလာပါကရခင်လိုတက်ဖွဲ့မှာပဲတာဝန်တွေထမ်းဆောင်သွားမယ်လို့လည်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို6 Gorilla Force ၆မျိုးနယ်ပကပလက်ယုံစစ်ကြောင်း ၆မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၆ Special Adult Force မကွေးခရိုင်ပါကပါအထူးတိုက်ခိုက်ရေးတပ်ခွဲ၅နဲ့ Tiger Fighter Force တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တက္ကသိုလ်တက်ရောက်မဲ့ចောင်းသားចောင်းသူတွေကြိုတင်မဲ့ထည့်နေရပြီးမဲယုံဆောင်တွေကိုတလ3သိန်းကျော်နဲ့3လစာပေးမယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းတရက်နဲ့ကံမမှာတက္ကသိုလ်ចောင်းသားចောင်းသူတွေနဲ့နေဝေးဆစ်ဆောင်တွေ ကြိုတင်မဲစတင်ထိနေရပြီလို့သိရပြီးမဲယုံဆောင်ပြူစောတီအပြာဝတ်တွေတလားကို73သိန်းကျော်နဲ့3လခန်းစားခွင့်ရမယ်လို့သိရပါဗျ။နိုဝင်ဘာလ18ရက်နေ့ကစတင်ကတရက်နဲ့ကမ္ဘာမှာ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့ဌာနဆိုင်ရာတွေကြိုတင်မဲတွေပေးနေရပြီလို့သိရပြီးလုံခြုံရေးကိုမဲထက်မဲ့သူတော်မဝင်ရအောင်တင်းတင်းကြပ်ကြပ်ချထားတယ်လို့လည်းသိရပါဗျ။တရက်နဲ့ကမ္ဘာမှာမဲတွေထည့်ခိုင်းနေပြီးမနက်၈နာရီခွဲကနေ၁၂နာရီအထိမြို့နယ်ခန်းမတွေမှာထည့်ရတာ။ လုံခြုံရေးကတော့ရဲတွေနဲ့မဲယုံဆောင်တဲ့ပြူတွေအများဆုံးပဲစစ်သားတွေမပါဘူးမဲလာထဲတဲ့သူတွေရှိတယ်တက္ကသိုလ်ကျောင်းသားတွေကအများဆုံးပေါ့လို့ဒေသခံတဦးကပြောပါတယ်ရွေးကောက်ပွဲမဲယုံဆောင်တဲ့ပြူတွေကိုတင်နန်းတလပို့ချထားတယ်လို့သိရပြီးရွေးကောက်ပွဲပြီးတဲ့အထိ3လတည်တည်လစာတလကို3သိန်းကျော်အကျိုးခံစားခွင့်ပေးမယ်လို့လည်းသိရပါတယ်မဲယုံဆောင်လုံခြုံရေးတွေကို3လစာလစာလတိုင်းပေးမယ်ပြောတယ်တလကို3သိန်းကျော်ပေါ့ စားဖို့တောက်ဖို့လည်းမဲယုံဆောင်တဲ့နေရာတွေမှာစီစဉ်ပေးမယ်။အင်းကြီးအဝတ်ထည်တွေကစပေးမယ်။တရက်ကွက်ရွာတရွာကို၅ရောက်စီပေးထားရတာ။ကံမကောတရက်ကောအတူတူပါပဲ။သူတို့ကမဲယုံလုံခြုံရေးနဲ့မဲဘုံတည်ရင်လုံခြုံရေးယူပေးရမှာ။တက်တွေရဲတွေနဲ့အတူတူသွားရမှာပေါ့လို့တရက်မျိုးကဒေသခံတအူးကပြောပါရယ်။စစ်ကောင်မရှင်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီးတက္ကသိုလ်အကျောင်းသားတွေပညာသင်ကြားနေတဲ့အချိန်ဖြစ်တာကြောင့် သက်16နှစ်ပြည့်ပြီးចောင်းသားចောင်းသူတွေကိုမဲပေးခွင့်မဆုံးရှုံးရအောင်လို့ဆိုကာနွေမာလာ18ရက်နေ့မှာ21ရက်နေ့အထိကြိုတင်မဲထည့်နိုင်တယ်လို့နွေမာလာ10ရက်နေ့ကစာထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွှေဘိုမြို့မှာကြက်ခိုင်ရေးပါတီကတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းရောက်ရှိနေပြီးစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားကဖမ်းဆီးစစ်ဆေးငွေညစ်တာတွေလုံဆောင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းရွှေဘိုမြို့မှာကြံ့ခိုင်ရေးပါတီကတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်ဒေါက်တာတောင်းနိုင်ရောက်ရှိနေပြီးစစ်ကောင်မရှင်တပ်ကတက်နယ်မှုအောင်အောင်ရဲ့ညွှန်ကြားချက်နဲ့ရွှေဘိုမြို့တွင်နေရာအနှံ့အပြားကင်းမုံများချကလက်ကင်းပက်ကင်းတွေကမြို့တွင်အပြင်နှစ်ဖက်ခွဲပတ်နေပြီးလုံခြုံရေးတင်းကျစွာချထားကစစ်သားရဲပြူစောအဖွဲ့တွေကဖမ်းဆီးစစ်ဆေးချင်းချောက်ငွေညစ်ပေါ်တာဆွဲမှုတွေပုံမလုံဆောင်နေတယ်လို့သိရပါဗျ။တမတော်နီးပညာတက်ကတော့မြို့ပြအင်ဂျင်နီယာဌာနမှာ 1994မှ2018အထိနီးပြပါမောက်ခဌာနမှုဒုပါမောက်ခချုပ်2020မှ2025ပါမောက်ခချုပ်ဖြစ်ခဲ့သူဗိုလ်မှူးကြီးဒေါက်တာတောင်းနိုင်ကိုစစ်ကောင်မရှင်က2025ခုနှစ်မှာအငိမ့်စားပေးခဲ့ပြီးစံခိုင်ရေးပါတီမှသကိုင်းတိုင်းတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြရာဇာတိမြေရွှေဘူကိုဆစ်လွတ်ခဲ့တာလို့သိရပါတယ်။စံဖွင့်ကလွတ်တော်ကိုယ်စားလှယ်ရောက်နေတာ9ရက်လောက်ရှိပြီးလုံခြုံရေးတွေလည်းတိုးမြင့်ထားတယ်။ ကင်းမုံးတွေလည်းနေရာအနှံ့ချထားတယ်။အရက်ဝတ်တွေနဲ့ပက်ကင်းကလည်းမြို့အတွင်းနဲ့မြို့ဆောင်လမ်းဘက်ကြီးကင်းမုံးချပြီးနှစ်ဖွဲခွဲပတ်နေတာ။အရင်ကဆိုင်ငယ်နဲ့ကားနဲ့သွားလာတဲ့သူတွေပဲစစ်တာ။အခုအိုးဝေတွေဆိုင်ငယ်ဘဲတွဲတွေထော်လာကြီးစပိန်ဘာနဲ့လာလာလမ်းမော်ကထွက်လာတဲ့သူဆိုအကုန်တားစစ်တာ။ငားရက်အတွင်းဖန်းစည်းငွေညစ်ပေါ်တာဆွဲခံရသူတော်တော်များတယ်လို့ရွှေဘုံမြို့ခံတအူးကမြို့တော်ကိုပြောပါရတယ်။ ကြံခါရေးပါတီမှာတိုင်းဒေသကြီးလွတ်တော်ကိုစလဲလောင်ပါမောက်ခဘုံမူကြီးဒေါက်တာတောင်းနိုင်ဟာရွှေဘုံမျိုးနဲ့စိတ်ခွန်ရွာသားဖြစ်ပြီးရွှေဘုံမျိုးကိုနိုဝင်ဘာလ18ရက်နေ့ကရောက်ရှိကစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအတွက်ကြံခါရေးပါတီမှာမဲဆွယ်စည်းရုံးနေပြီးစစ်တပ်ကတက်နယ်မူအောင်အောင်မျိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်နိုင်ရွှေဘုံခရိုင်အဖွဲ့ဝင်ဒုတိယဘုံမူကြီးတန့်စော်လင်းတို့က လုံခြုံရေးတင်းကျပ်စွာချထားပေးပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းအဖွဲ့က ပြည်သူတွေကိုစစ်ဆေးဖမ်းဆီးငွေညစ်တာတွေကိုလည်းအချိန်အဟုန်နဲ့လုံဆောင်နေတာလို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပရောင်းမြို့နယ်ကိုင်းကြီးရွာမှာမိသွေးဖိုပေါက်လို့အမျိုးသားတအူးတေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းပရောင်းမြို့နယ်ကိုင်းကြီးကျေးရွာမှာမိသွေးဖိုရင်ပောက်ကွဲမှုဖြစ်လို့အမျိုးသားတအူးတေဆုံးခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ20ရက်နေ့မနေ့ကညနေ4နာရီခန့်မှာပရောင်းမြို့နယ်ကိုင်းကြီးကျေးရွာအုပ်စုကိုင်းကြီးကျေးရွာအနောက်မြောက်ဘက်တောထဲမှာ မီးသွေးဖောက်ရာကရုတ်တရက်မီးသွေးပိုပောက်ကွဲကအမျိုးသားတအူသေးဆုံးသွားခဲ့တယ်လို့သိရပါဗျ။မီးသွေးပိုကအပူချိန်လွန်ပြီးပောက်တယ်ပြောတယ်။တခါမှတော့မကြားဘူးဘူး။သူနဲ့အတူရှိတဲ့သူ့မိန်းမကဖုံးဆက်ပြီးသူတို့ရွာထဲကယာယီမှုကိုအကူအညီတောင်းလို့သွားကြည့်ကြတာ။သူ့ယောက်ျားကမီးသွေးပိုကထွက်တဲ့ထင်းစားတွေမှန်တဲ့ဒဏ်ရာနဲ့သေနေတာလို့ဒေသခံတအူကပြောပါဗျ။တေဆုံးသူမှာဥမြင့်ထေအသက်48နှစ်၊ကိုင်းကြီးကျေးရွာနေသူလို့သိရပြီးမီးသွေးပိုအနီးဥကောင်းဘဲဘက်နှစ်ဖူးထိပ်မှာပောက်ပြဲဒဏ်ရာ ဥကောင်းကြိုးဆောင်မှာပောက်ပြဲဒဏ်ရာနဲ့လက်နှစ်ချောင်းမှာလည်းမီးလောင်ဒဏ်ရာတွေရရှိထားတယ်လို့သိရပါတယ်။လက်နှစ်ဖက်လုံးမီးလောင်ဒဏ်ရာနဲ့နှစ်ဖူးထိပ်မှာလည်းဒဏ်ရာတွေတွေ့တယ်။ညနေပဲအလောင်းကိုတိုက်နယ်စေယုံကိုပို့လိုက်ကြတယ်။ဒီနေ့ရွာမှာတကြိုမဲကြားတယ်လို့ဒေသခံတူကပြောပါတယ်။တေဆုံးသူရုပ်အလောင်းကိုဇေယလာတိုက်နယ်စေယုံကိုပို့ထားတယ်လို့သိရပြီးရဲကဓမ္မတာအတိုင်းတေဆုံးရင်းဟုတ်မဟုတ်စုံစမ်းနေတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ လာမယ့်တောက်ကြနေ့မှာနယူးယောက်မြို့တော်ဝင်မန်ဒါနီနဲ့ထရန့်တွေ့ဆုံမဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။တောက်ကြနေ့မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအင်ပီရောမှာနယူးယောက်မြို့တော်ရဲ့မြို့တော်ဝင်အဖြစ်ရွေးချယ်ခံထားရသူဇော်ယန်မန်ဒါနီနဲ့တွေ့ဆုံမှုစီစဉ်ထားပါတယ်။ထရန့်ဟာမြို့တော်ဝင်ဇော်ယန်မန်ဒါနီကိုကွန်မြူနီလိုခေါင်းစဉ်တက်ဝေဖန်ထားခဲ့တာပါ။မန်ဒါနီဟာအခုလအစောပိုင်းကမြို့တော်ဝင်ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီးဇန်နဝါရီလမှစတင်ကမြို့တော်ဝင်အဖြစ်တာဝန်ယူဖို့စီစဉ်ထားပါတယ်။ ူဟာဝင်ငွေနှိမ့်တဲ့ဒေတာခံတွေနဲ့လူငယ်တွေကိုကူညီဖို့နဲ့အင်အားကနှုံထားတွေရှော့ချမဲ့အစီအစဉ်တွေကိုထောက်ခံခဲ့သူဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေနဲ့ချမ်းသာကြွယ်ဝသူတွေအပေါ်အခွန်တွေတိုးမြင့်ကောက်ခံပြီးအဲ့ဒီလိုတန်ဖိုးရှော့ချမဲ့စီမံကိန်းတွေအတွက်ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ပြောဆိုထားပါတယ်။မန္ဒာနီဟာထရန့်နဲ့တွေ့ဆုံမှုမတိုင်မီကြာသပတေးနေ့မှာသတင်းထောက်တွေကိုတမရနဲ့သဘောထားကွဲလဲတာတွေအများကြီးရှိတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့တမရထရန့်ကိုရှင်းရှင်းလင်းလင်းပြောချင်တာက နယူးယောက်စီးတီးလူတွေကိုအကျိုးပြုတဲ့ဘဲအစည်းအဝေးကိုမဆိုသူနဲ့တွဲလို့မယ်လို့လည်းပြောခဲ့ပါသေးတယ်။အိမ်ဘူရောရဲ့ပြောရေးဆိုခွင့်ရှိသူကာရိုလိုင်းကတော့အဲ့ဒီနေ့မှာပဲထရန့်ဟာမြည်သူနဲ့မဆိုတွေ့ဆုံဖို့နဲ့မြည်သူနဲ့မဆိုစကားပြောဖို့အမေရိကန်ပြည်သူတွေကိုစားမှန်ကန်တဲ့အရာကိုစူးစမ်းဖို့ဆန္ဒရှိတယ်လို့ပြောကြားခဲ့ပါတယ်။သူမကလည်းမန်ဒါနီကိုကွန်မြူနစ်တယောက်လို့တရုတ်ခေါ်ခဲ့ပါတယ်။ဟိုတာဦးနေတော့ကလည်းထရန့်ကလူမှုကွန်ရက်မှာနယူးယောက်စီးတီးကကွန်မြူနစ်မြို့တော်ဝင်က တွေ့ဆုံမှုတောင်းဆိုခဲ့တယ်ဆိုတဲ့ post တင်ခဲ့ပါတယ်။ Trump ဟာရွေးကောက်ခံမြို့တော်ဝင်ကိုအကြိမ်ကြိမ်ဝေဖန်ခဲ့တာကြောင့်အစည်းအဝေးအတွင်မန်ဒါနီနဲ့ဘလို့ဆက်ဆံမယ်ဆိုတာကိုစိတ်ဝင်စားမှုတိုးမြင့်နေပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ ဆရာနာရှင်စနစ်ဆိုးလောက်ကနေအများဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။